ီတော့ဘုံဘုံတို့တာကိုအပြင်ဘုံဘုံအနန္တ၅ပါးကိုမမြဲတမ်းမမေ့မလျော့ဖို့လိုအပ်ကြောင်းအကုသိုလ်ကိုရှောင်ရှာပြီးတော့ကုသိုလ်တရားပွားများဆောင်ရွက်ကြဖို့စိတ်ကိုအမြဲတမ်းဖြူဖြူစင်စင်ဆောင်ရွက်ဖို့မြတ်စွာဘုရားကဓမ္မပရတရားတော်တွေမှာလာတဲ့အတိုင်းတပ္ပပါပတ္တအကရဏံကုတရတဥပသမ္ပတသစိတ်တပရိယောတပဏအေတံဗုဒ္ဓနာတာရဏံဆိုတာ ဘုရားရှင်ပိုင်းဘုရားရှင်ရဲ့ပိုင်းရဲ့ဘောဝါဒအဆူဆုံးမှတ်ကိုအာအလုံးလက်ကန်ကျင့်သုံးဖို့လိုအပ်ကြောင်းနောက်ဆရာတော်ဘုရားကခန္ဓာအာရဏတက်ဒီတဘောတရားလေးတွေခန္ဓာဆိုတဲ့ရုပ်ခန္ဓာရဲ့အစုရဲ့နောက်ပြီးတော့နာမ်ခန္ဓာဆိုတဲ့စိတ်ခန္ဓာအစုတွေရှိတယ်သူလည်းအကြောင်းရှိတယ်သူတို့လည်းဓာတ်တဘောတရားတွေရှိတယ်အဲ့ဒီဓာတ်တဘောတရားခန္ဓာအာရဏတက်ယုတ်နံပဲပြောပြောဘုံဘုံတို့အားလုံးကအဓိကအ ကုန်လုံးကသူ့ဟာနဲ့သူအကြောင်းအကျိုးကျင်လည်နေရတာပဲတဲ့အကြောင်းအကျိုးကျင်လည်မှုကိုပဋိစ္စသမုပ္ပန်လို့ခေါ်တယ်။ဒါကြောင့်ပဋိစ္စသမုပ္ပန်ရဲ့အမှုလုံးပဋိစ္စသမုပ္ပန်တရားတော်ရဲ့ပတိလုံးဆိုပြီးတော့ဆရာတော်ဘုရားကမိန့်တယ်။အဓိကမတိခြင်းဆိုတဲ့မောဟအဝိဇ္ဇာကြောင့်ဗန္တရာရှိတယ်။မတိခြင်းဆိုတဲ့အမောဟမောဟအဝိဇ္ဇာမရှိတော့ဘူးဆိုရင်တန်တရာတိုးတယ်ဆိုတဲ့အကြောင်းပေါ့။ ဝေနာဖြစ်တယ်ခံစားမှုတွေဖြစ်တယ်ဒေါကတွေဖြစ်တယ်ဇိုးရင်မှုတွေဖြစ်တယ်ဆိုတာလည်းပဲဘုံဘုံတို့ဒီလိုခံတာကြောင့်နောက်ပြီးတော့မတိမမြင်နိုင်တဲ့အဝိဇ္ဇာတရားရဲ့အစာကြောင့်ဖြစ်လို့ရှိတဲ့အတွက်ကြောင့်အဝိဇ္ဇာတရားအစာပြုပြီးတော့ဒင်္ဂါရတရားတွေကို မရှိအောင်ဘုံဘုံတို့အားလုံးလိုက်နာကျင့်သုံးသွားကြမယ်စင်ကျင်ပွားများကြားမှာဖြစ်တယ်။ဘုရားရှင်များရဲ့အစူတိုင်းအစူတိုင်းမှာလည်းပဲ ပရိသတ်ဓမ္မပတ်တရားတော်ကိုစင်ကြင်ပွားများကြပါတယ်။နောက်ပြီးတော့ဘုံဘုံတို့နိဝရဏတရားနိဝရဏတရားဆိုတာကဘုံဘုံတို့အခုအာတိနေကြတဲ့အာလုံးပြောနေကြတဲ့မှန်နတ်ဆိုတာကြားဖို့ပါနေနော်။မှန်နတ်ဆိုတာမျိုးရှိတယ်။အတွန်းခန္ဓာစိတ်ထဲမှာရှိတဲ့မှန်နတ်အပြင်မှာရှိတဲ့မှန်နတ်ဆိုတာရှိတယ်။အဲအပြင်မှာရှိတဲ့မှန်နတ်ဆိုတာကခုနဘုံဘုံတို့တခြားဘုံကိုအစင်မပြေလို့သူ့မဟုတ်မျိုးမျိုးလို့ အဲ့ဒါကိုလာပြီးတော့တတိပေးတဲ့မန်နဲ့တည်းနောက်ပြီးတော့ဟိုတခုခုနဲ့လာပြီးတော့တိုက်ခိုက်တဲ့မန်နဲ့တည်းရှိပါတယ်အဲ့ဒီအပြင်စိတ်ပြေတရားချင်းကြံပွားများအထုတ်တဲ့ပုဂ္ဂိုလ်တိုင်းအလုပ်တွေစူးစမ်းပြီးတော့မိမိကောင်းကျိုးအများကောင်းကျိုးစူးစမ်းတဲ့ပုဂ္ဂိုလ်တိုင်းနိဝရဏတရားဆိုတာအဲ့ဒါတရားလည်းပဲမန်နဲ့ကမ္မစန္ဒအပြာပါဒသီနမိဋ္ဌမစ္ဆာဒိဋ္ဌိ အောက်တင်းစကုတ်ကုတ်စဆိုပြီးတော့ဝိသိကိစ္စပေါ့ကာမစ္ဆန္နာဆိုတော့အယံလောဘတွေကြီးပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ဟာအဲ့ဒါတွေပဲဘုံဘုံတို့ကမ္မကုံတရား၅ပါးရဲ့အပေါ်မှာအယံအစွန်းရောက်တဲ့လောဘတရားအဲ့ဒါလည်းပဲမှန်တဲ့တစ်မျိုးပဲတဲ့အစိုက်ထဲမှာရှိရင်လေနောက်ပြီးတော့ဗျာပါဒစိတ်ထဲမှာလုံးဝမခံမရဖြစ်တဲ့ဒေါရလည်းပဲအဲ့ဒါစိတ်တဲ့အတွက်မှန်တဲ့တစ်ခုပါပဲတဲ့ နောက်ပြီးတော့ဘုံဘုံတို့ထိနာမိတ်တာဆိုတာဘုံဘုံတို့တခါတော့လည်းဘာမှမလုပ်ကျင်ဘူးကိုယ်လက်မအီမတာဖြစ်တာထိုင်းထိုင်းမိုင်းမိုင်းဖြစ်နေတာအိတ်ကျင်နေတာအဲ့ဒါလည်းပဲဘုံဘုံတို့ပြင်းပြင်းကြီးကြီးဖြစ်နေတာအဲ့ဒါလည်းပဲဘဝအတွက်မတိုးတက်အောင် လာပြီးတော့နောက်ဆက်တဲ့မနတ်တရားတစ်ခုပဲနောက်ပြီးတော့အောက်ဒေသကုတ်ကုတ်ဆဆိုတာဘုံဘုံတို့စိတ်ပြန့်လွတ်နေတာတချို့ကကာနာကိုနဲ့စိတ်နဲ့ကလုံးဝမကပ်ဘူးအဲ့စိတ်အယံပြန့်လွတ်တာ လည်းပဲအဲ့ဒါမနဲ့တမျိုးပဲတဲ့။နောက်ကုတ်အရန်တချို့ဆိုရင်တဲ့ဘာဖြစ်လို့စိတ်ပြန်လွင်တာရောဆရာတော်အခုပဲမိတ်ပါတယ်။အရန်စဉ်းစားတာများတယ်။စဉ်းစားတာများခြင်းဟာ စိတ်ညာလို့တဲ့။ဘာဖြစ်လို့စိတ်ညာလို့ဒါကြောင့်စိတ်မများအောင်ဆိုရင်တော့ကြိုးစားမယ်။မစဉ်းစားအများကြီးမစဉ်းစားတော့ဘူး။ညာမစဉ်းစားတဲ့အခါမှာအောက်တိစရိနိဝရဏ ဆရာတော်ဘုရားကမြန်မာလိုပဲပြောအများစဉ်းစားရင်အရန်ကောင်းကြိုက်တယ်အရန်ကောင်းကြိုက်တယ်နောက်ပြီးတော့နောက်ဆုံးနေတဲ့ကောက်ကုတ်စဆိုတာနောင်ဒတရားဗာတရားတော့နောင်ဒဖြစ်တယ်ဒါကြောင့်ဆရာတော်ဘုရားကသူလှုပ်ခြင်းနဲ့လှုပ်ဆိုရင်ဒီနေ့လှုပ်လိုက်ရမှနောင်ဒဆိုတာအရန်မနတ်တစ်မျိုးပဲစိတ်အတွက်အရန်ခုပြန်ပြီးတော့ဒိသကပြီးပြီဒါပေမဲ့အဲ့ဒီဟာ ောင်းကောင်းဆိုးဆိုးအာယုံကရောက်ပြီးတော့လေလာပြီးတော့စိတ်လေးမှာလုပ်ငန်းလေးမှာလာပြီးတော့တိုက်ခိုက်တတ်တယ်တဲ့နောင်တမှုက နောင်တပူပန်မှုမရှိအောင်ဘုံဘုံတို့အားလုံးဒီ time is limited ဆိုတဲ့အတိုင်းအချိန်ဟာအမြဲတမ်းသူ့အကန့်အသတ်နဲ့သူရှိတဲ့တော့ကြောင်းဘိုးကလည်းပဲအကန့်အသတ်ရှိတယ်လုပ်ငန်းဆောင်တာများလည်းပဲအကန့်အသတ်ရှိတယ်အကန့်အသတ်ရှိတဲ့ဘုံဘုံတို့ကာလအခြေအနေဘဝအခြေအနေကြည့်ပြီးတော့ဘာမစိုးကောင်းကောင်းမွန်မွန် ဘုံမုံတို့အားလုံးက အရန်အချိန်ဆိုတာတကယ်တန်ဖိုးရှိတဲ့အချိန်အချိန်ကတန်ဖိုးရှိတဲ့တန်ဖိုးရှိတဲ့အရာ အားလုံးကလည်းဘုံမုံတို့တန်ဖိုးရှိတယ်ဆိုပြီးတဲ့ပုဂ္ဂိုလ်ကရှားပါတယ်တဲ့။ဒါကြောင့်ဘုံမုံတို့အချိန်ကအရန်တန်ဖိုးရှိတယ်။နောက်ပြီးတော့အဲ့ဒီအချိန်ကကိုယ့်ကိုဘယ်တော့မှမဆောင်ပါဘူးတဲ့။ဥမာဘယ်လိုမဆောင်တာတော့ဆိုအချိန်လည်းပဲအနစ်စပြောင်းလဲခြင်းပဲလေ။ မနေ့ပိုင်းဆိုရင်အစောရဲ့အခုရှိရလားဒီနေ့အတွက်မရှိတော့ကြောင်းလေးတော့အခုဒီနေ့ပဲညနေပိုင်းရောက်ပြီးအော်ဘိုင်းပုံးဆရာတော်ပြားကြီးကိုအဖို့မျောလိုက်တယ်နေ့လေပိုင်းနဲ့ဆိုရင်ညနေပိုင်းရောက်တဲ့အခါမှာဒီမှာရှိဦးမှာလားမရှိတော့အဲ့ဒါအနစ်စဆိုတဲ့ရောင်းလို့ချင်းတဘောတရားပါပဲတဲ့ဒါကြောင့်အနစ်စဒုက္ခအနတ္တတဘောတရားကိုယုံ nant ကိုပိုင်းပိုင်းခြားခြားထင်မြင်သိမြင်တွေ့ဖို့လိုအပ်ကြောင်း လာကဒေါသမောဟကိလေသာတရားကိုကိုစွန့်ပြစ်ဖို့ရန်အတွက်ကိလေသာ1500ကိုလည်းအလုံးစွန့်လွတ်နိုင်ကြဖို့ရန်အတွက်မြတ်စွာဘုရားတရားဓမ္မကိုနေ့စဉ်နဲ့မျှလိုက်နာကျင့်သုံးဖို့လိုအပ်ကြောင်းအဲ့ဒီလိုက်နာကျင့်သုံးတဲ့ခါမှသာလေနိဗ္ဗာန်ဆိုတဲ့အေးချမ်းမှုချမ်းသာမှုအေးငြိမ်းမှု တကယ်စုကြီးကိုရရှိခံစားဆန်းစားနိုင်မှာဖြစ်ကြောင်းနိဗ္ဗာန်ဆိုတာလုံးဝကိလေသာတရားခုနပြောတဲ့ လာကဒေါရမောဟဘာမှနောင်တပူပန်မှုမရှိတဲ့နေရာဌာနကိုတရားကိုနိဗ္ဗာန်နေရာဌာနနိဗ္ဗာန်တရားလို့ခေါ်တယ်။အဆရာတော်ပြားကပြမစုတရားလေးပါးနဲ့ရွှေအိုးကြီးလေးလုံးနဲ့တူတဲ့ပြမစုတရားလေးပါးကို လက်ခံထားဖို့နဲ့မိမိစိတ်ကိုထိန်းသိမ်းထားတဲ့ပုဂ္ဂိုလ်ကြောင့်စိတ်ထားနိုင်တဲ့ပုဂ္ဂိုလ်စိတ်ထားတတ်တဲ့ပုဂ္ဂိုလ်ဆိုတာကကိုယ့်အပေါ်စည်းကမ်းရှိဖို့ပြင်ញင်ဖို့ ဉာဏ်ပညာရှိဖို့လိုအပ်ကြောင်းမှင်ကြားပါတယ်။နောက်ပြီးတော့ဆရာတော်ဘုရားကရွှေဖြီးနဲ့တူတဲ့တရားလေးပါးကိုလည်းချင့်မြင့်တယ်။ဗုဒ္ဓနုတ္တိမေတ္တာအာတုပမရဏနုတ္တိဘုံဘုံတို့ဗုဒ္ဓနုတ္တိမေဆောဘုရားကိုုံလို့ပေါ်များတာမေဆောဘုရားတရားဓမ္မအသိဉာဏ်တွေကိုပေါ်များတာဗုဒ္ဓနုတ္တိမေတ္တာဆိုတာကတော့ဂယုဏနဲ့မုတ္တိတာဒီနှစ်ခုပေါင်းစပ်ပြီးတော့မေတ္တာ အဲ့ဒီမေတ္တာတရားကို ပွားများတာတကယ်ရွှေခီးပဲအတုပဘာဝနာပွားများတာရွှေခီးပဲမရဏမုဒ္ဒတိဘဝငါပွားများတာခုအတွက်ရွှေခီးပဲတဲ့နောက်ပြီးတော့ဆရာတော်ဘုရားကြီးကရွှေပေါင်ခြင်းနဲ့တူတဲ့သူ့မဟုတ်ရွှေလေခြင်းနဲ့တူတဲ့ဘောတိပကိယတရားတော်39ခုကိုအလက်ဆောင်ပေးထားပါတယ်အဲ့ဒီဘောတိပကိယဆိုတာကဘုံဘုံတို့ဘဝအတွက်တကယ်ကောင်းကောင်းမွန်မွန် ဒီပစ္စုပန်ဘဝမှာရောတခြားတခြားဘဝနိဗ္ဗာန်ရတဲ့ဘဝတိုင်အောင် ရွှေပေါင်းကြီးနဲ့ရွှေလေကြီးနဲ့စီးပြီးတော့ဘဝခရီးကိုနင်ကြားမှာဖြစ်တယ်။အဲရွှေပေါင်းကြီးဆိုတဲ့ဗောဓိပက္ခိယတရား39ပါးအဲ39ပါးဆိုတာကတတိပဋ္ဌာန်တရား၄ပါးဓမ္မပဋ္ဌာန်တရား၄ပါးအဋ္ဌိပတ်တရား၄ပါးအိန္ဒြေတရား၅ပါးအိုတရား၅ပါးဘောဇဉ် Eri po dia ngaba suraga, tadabo, wiriabo, tadibo, temadibo, pinyabo. Eri. အစရောဗျာကဒီဘိုဆိုတဲ့စကလုံးကတော့ပါဠိပလဆိုတာပေါ့ပလဆိုတာကဘဝရဲ့စွန်အားလို့ခေါ်တယ်ဒါခေါ်တော့ဘဝရဲ့စွန်အားအဲ့ဒီဘဝရဲ့စွန်အားကယုံကြည်မှုရှိတာမှန်ကန်တဲ့ကြိုးစားမှုရှိတာမှန်ကန်တဲ့တတိတရားရှိတာမှန်ကန်တဲ့ဒီငြိမ်မှုရှိတာမှန်ကန်တဲ့ဉာဏ်ပညာရှိတာကိုစွန်အားပဲတဲ့အဲ့ဒီစွန်အားတရား၅မျိုးဆိုတာပို့က ဘာနဲ့တူလဲဆိုတာဆရာတော်ဘုရားကထပ်ပြီးတော့ဥပမာပေးခိုင်းပါတယ်ဘုံဘုံတို့အစိုးရနဲ့လူပုဂ္ဂိုလ်နဲ့လူဘုံဘုံတို့ပြည်သူလူထုနဲ့အစိုးရကဒီပုံနဲ့တူတယ်တဲ့ခြံစည်းရုံးနဲ့တူတယ်ပေါ့ဘုံဘုံတို့ပြည်သူလူထုတွေအားလုံးကအဲ့ဒီဒီနိုင်ငံထဲမှာခြံစည်းရုံးထဲမှာအားလုံးနေထိုင်ကြတဲ့ပုဂ္ဂိုလ်နဲ့တူတယ်ဒီဒီနှစ်ခုဟာတဲ့အညမညကျွန်းကိုင်းမီ ကိုင်းကျွန်းမီပြရမယ်ဒီဟိုဘောဘုံဘုံတည်းတည်းအောင်နဲ့တရားကို ကောင်းတဲ့အဘက်ကိုပဲတွေးပါ ကောင်းတဲ့အရာကိုပဲမြင်ကြပါမကောင်းတဲ့အကောင်းမြင်ဘက်ကနေကြည်သေးပါကြပါတဲ့အကောင်းမြင်ဘက်ကနေမကြည်ပေးဘူးဆိုရင်တဲ့လင်းနဲ့မရတော့မှအမြဲတမ်းရံဖြစ်နေတာ အဲ့အဲ့တော့ဆရာတော်ပြားကတကယ်တရား ကောင်းပါတယ်။နောက်ပြီးတော့မက်ကင်ရှိရဲ့အချင်းမြတ်လမ်းစဉ်ကိုဆရာတော်ပြားကမိန့်တယ်။တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအဇိဝတမ္မာဝါယာမတမ္မာတတိတမ္မာတမ္မာတိဆိုပြီးတော့အဲ့ဒီ၈ပါးကိုကျင့်ချုပ်တဲ့ခါမှာတီလာတမ္မာတိပညာဆိုတဲ့တိုက်ခါဒုံရအချင်းမြတ်ပဲဖြစ်ပါတယ်တဲ့။ရဟရှင်လိုအားလုံးကို ဘီလူမစိုးတိတင်တိထိုက်တဲ့ဟာကိုလေးလာထားကြတင်ယူကြဖို့တင်ကြားကြဖို့လိုအပ်ကြောင်းတင်လာတဲ့အတိတရားအတိညာပညာကို အချိန်ခံပြီးတော့စေရနာပါပါမိမိကောင်းကျိုးအများကောင်းကျိုးဆောင်ရွက်ဖို့လိုအပ်ကြောင်းစေရနာအပြင်တရားတရားကိုလည်းပဲအချိန်ခံပြီးတော့ဆောင်ရွက်ကြဖို့လိုအပ်ကြောင်းနဲ့အနန္တ၅ပါးကိုအမြဲတမ်းရှိခိုးကြဖို့လိုအပ်ကြောင်းနဲ့ဆရာတော်ဘုရားကအေးခုနတော့က ငရင်ငရင်ကြောင့်ကယုဏထာမေတ္တာထားပြီးတော့အပြင်ဘက်ပစ္စည်းဥစ္စာဟိုယရနာရွှေငွေစောင်းချင်းတောင်ခေါင်းအုံစတဲ့ပြင်ပေါ်တန်းနိုင်တဲ့မြတ်ဒါကအပြင်ဘက်ပစ္စည်းကိုလည်းဆရာတော်ဘုရားကသိတယ်အခုဒီတရားဓမ္မကြတော့ကိုယ့်ရဲ့ဘဝခန္ဓာကိုယ့်ရဲ့ဘဝအတွက်အတွင်းပစ္စည်းဥစ္စာယရနာတရားဓမ္မကိုလည်းဘေးပါတယ်တဲ့အားလုံးဉာဏ်ကြပါ ပြင်းဘုံဘုံတို့အားလုံး တန်ဖိုးရှိရှိနေထိုင်ကြဖို့လိုအပ်တယ်။ဘုံဘုံတို့အခုမရင်ကြောင်းဒီဆုံးသွားကြတာ။ဒီအစကိုင်းငရင်ကြောင်း၃000ကျော်သေဆုံးသွားတာဓမ္မတာအိုနာတေရဲ့တခုကိုပြန်တွေးပြီးတော့မရဏနုတ္တိပွာနာပွာများကြဖို့လိုအပ်ကြောင်း နောက်ဆုံးနေနဲ့အကျိုးအကြောင်းတရားကိုဆင်ခြင်ပြီောကိုဥစ္စာအစစ်ကကိုကိုယ်တိုင်ဆောင်ရွက်ခဲ့တဲ့ကိုယ့်ရဲ့ကုသိုလ်ကံတရားပါပဲလို့လောကရန်တရားရှိပါကိုစင်ခြင်းပြီးတော့မမေ့မလျော့မပေါ့မဆဘဲနဲ့ဗုဒ္ဓတရားတော်တိုင်ကျင့်ကြံကျိုးကိုအားထုတ်နိုင်ကြပါစေတဲ့ပေဥပအန္တရယံတွေ့တွေ့တွေမရှိကြပါနဲ့တဲ့မိမိကောင်းကျိုးအများကောင်းကျိုးတိုင်းပြည်ကောင်းကျိုးသာသနာကောင်းကျိုးကိုလည်းပဲ ပင်မဆူတရားလက်ကင်ထားကြပြီးတော့ညင်ညင်ညွညွနဲ့ဆောင်ရွက်ကြဖို့ညင်ညင်ညွညွနဲ့နေထိုင်ကြပါညင်ညင်ညွညွနဲ့နေထိုင်ကြရင်မြန်မာနိုင်ငံကြီးအေးချမ်းပါစေအားလုံးမြတ်စုမေပံရဲ့ထောက်ပံ့ကိုလည်းမြန်မာနိုင်ငံအပအဝင်တကဘာလုံးလည်းအေးချမ်းပါစေဘုံဘုံတို့အားလုံးတရားနာပေးသပေါင်းသူတို့ကောင်းတို့အားလုံးမိုင်းဘုံဆရာတော်ပြည့်မြတ်တာတက်ကိုခံယူကြပြီးတော့လည်းပဲ ကိုစိတ်နှပြအေးချမ်းဇမ္မာချမ်းသာကြပါစေကြောင်းစုမှန်ကောင်းတောင်းလိုက်ရပါတယ်အားလုံးတက္ကရကမအပေါင်းသူတော်ကောင်းတို့သာဓုကာ